ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်ဒါရော့ဘီရင်ကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအလုံးမင်္ဂလာပါအဲ့တော့ပြည်တွင်းပြည်ပရဝေးရန်ဒီရန်နေစဉ်းစားမပြတ်ကြည့်ရှုအားပေးကြတဲ့เนาะတက်လာတဲ့ဗီဒီယိုဖိုင်တိုင်းကိုလည်းဟာလာကွန်မန့်လေးတွေလိုက်လေးတွေအသေးလေးတွေရေးပေးကြတဲ့မိတ်ဆွေတွေကိုလည်းဒီနေရာကနေကျေးဇူးတင်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့အဖမင်းတင်ကကိုရွေးရေတွေဟာများစွာရှိတဲ့အနက်ကเนาะတခုကိုကျွန်တော်လမ်းညွှန်သွားမှာဖြစ်ပါတယ် ဲ့တော့ရေရေပညာရက်မှာ အကြောင်းမျိုးမျိုးအကိစ္စအမျိုးမျိုးအတွက်ရေရေနီးလန်းနေနီးစနစ်တွေအလောက်အကမ်းမဲ့ပုံစံတွေရှိသလိုဒီတစ်ပတ်မှာလည်းအကိစ္စတစ်မျိုးအတွက်ရေရေနီးတစ်ခုလမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဘယ်လိုကိစ္စလဲဆိုရင်တော့အကျွေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့နော်အဲ့တော့တချို့ကိစ္စတွေမှာကဘယ်လိုရှိလဲအကျွေးကိုကသွားတောင်းတယ်သွားတောင်းတဲ့အခါမှာရှောရောရှူရှူပေးတယ် တချို့ကိစ္စတွေမှာကျတော့ဗာလဲရှိလက်ရှိတယ်မပြီးဆိုတာမျိုးတွေတချို့ကျတော့ပေးကျင်တယ်သူ့မှာတကယ်မရှိတာအဲဆိုတာမျိုးတွေပေါ့နော်အဲ့တော့တချို့ကကိုကပေးကျင်တယ်ကို့အကျွေးရှင်တို့တော့ကို့မှာကတကယ်ကိုဂျင်းနဲ့ကြက်တယ်မရှိလို့ကို့မှာမပေးနိုင်ဘူးအဲ့တော့အတွေးအကျွေးရှင်ကကို့ကိုဖီစီးနှိပ်စက်လို့ကို့မှာစားမွေးအိမ်မပြောတာတွေဖြစ်တာမျိုးတွေအဲနေလို့ထိုင်လို့မကောင်းတာတွေဟုတ်လားတဘူးကနှစ်ဘူးစင်တာတွေ ဆိုတာမျိုးတွေအဲ့လိုကိစ္စတွေပေါ့နော်အဲ့တော့ဒီမှာကတခုတည်းရှိပါတယ်ကိုကရှိနေတဲ့သားနဲ့အကျွေးရှင်ကိုမပေးခြင်းလို့ဒီရတဲ့အောင်လုပ်မယ်ဆိုတော့ဘလို့မှလုပ်လို့လည်းစွမ်းမှာမဟုတ်ပါဘူးနော်မစွမ်းတဲ့အပြင်ကို့အတွက်ဟဲ့လားမကောင်းကျိုးလိုဟာမျိုးတောင်ဖြစ်နိုင်ပါသေးတယ်ပေါ့အဲ့တော့ဟုတ်ပြီကိုကတကယ်ကိုမှအကျွေးရှင်ကိုပေးခြင်းစိတ်ရှိတယ်သို့တော့ကို့မှာအကြက်တဲရောက်လို့မပေးနိုင်ဘူးဆိုရင်ဒီရတဲ့အလေးကို လုတ်ပါเนาะအဲ့တော့နားရှိမဲ့တယ်ပါတယ်အဲ့တော့အဲ့ဒါဘာလို့အောင်လဲဆိုရင်စိုင်းအောင်ဆိုတာမျိုးရှိပါတယ်เนาะကျွန်တော်တို့ကြွမိပါတယ်အုံဒီအစိမ့်တလုံးကိုဟုတ်လားငွေရောင်စေးတုတ်လိုက်မယ်เนาะသို့မဟုတ်လို့ရှိရင်ငွေစေးလေးမှုတ်လိုက်မယ်ပေါ့အုံဒီတလုံးလုံးပဲဖြစ်ဖြစ်ဟုတ်လားသို့မဟုတ်အုံဒီရဲ့တနေရာပဲဖြစ်ဖြစ်အဲငွေရောင်စေးလေးမှုတ်တာတို့တုတ်တာတို့လုတ်လို့ရတယ်သို့မဟုတ်ငွေအုံဒီငွေချပြီးသားအုံဒီကိုဝယ်လဲရပါတယ်အဲ့ဒါကိုကျွန်တော်တို့ ကျွန်တော်တို့စိုင်းကျိုးလေးတွေရောင်းပါတယ်အဲအုံးသီးငပြောသီးဆိုင်ပါတယ်ရှိပါတယ်စိုင်းကျိုးလေးရှိပါတယ်အဲစိုင်းကျိုးလေးနဲ့ဟုတ်လားအိမ်ရဲ့တင့်တော်ရတနေရာမှာချိတ်ဆွဲရမယ်ခြိထားမယ်ဆိုရင်အအကျွေးရှင်တွေရဲ့ဖြီးစည်းနှိမ့်ဆက်မှုပါလေအကင်းဝေးစီပါတယ်အဲ့တော့ရှေ့မှာပြောသလိုကိုကရှိလျက်သားနဲ့အကျွေးရှင်ကိုမပေးဘဲနဲ့ကတ်တီးကတ်ဖဲလုံနေတယ်လှဲ့ပတ်နေတယ်ဆိုရင်တော့ဒီရရားဆွမ်းမှာမဟုတ်ပါဘူးကိုကတကယ်ပေးခြင်းသိရှိတယ် သို့တော်ညာလဲပေးဖို့အကျွေးပြန်ဆက်ဖို့ကို့မှာဟာအကြောင်းမျိုးမျိုးအကြက်မျိုးမျိုးအခက်ခဲမျိုးမျိုးတွေ့နေလို့ဒါဒီရတရားကိုလုံမယ်ဆိုရင်စွမ်းပါတယ်အဲ့တော့အကျွေးရှင်အနေနဲ့ကို့ကိုတတ်တာခွင့်ပေးတာအဲမျက်နှာသာပေးတာဟာအကျွေးရှင်နဲ့ညှိနှိုင်းတဲ့အခါမှာအဆင်ပြေတာဆိုတာမျိုးတွေဖြစ်ပါလိမ့်မယ်အဲ့တော့အကျွေးရှင်ဘက်ကလည်းနားလည်မှုရှိပြီးသဘောထားကြည့်ပြီးတော့ကို့ကိုခွင့်လွှတ်နိုင်မယ်ကိုကလည်းကို့မှာတစ်ဖက်မှာအကျွေးရှင်ကိုပေးဖို့ဆိုတဲ့ပတ်စံကိုရှာတဲ့အခါမှာရှာလို့ ဖွေလို့လွယ်လွယ်ကူကူနဲ့ဒီအကျွေးအကျွေးရှင်ကိုမမြန်ဆက်နိုင်မဲ့နီးဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုမျိုး sign on လေးလောက်ရပါမယ်အဲ့တော့အဲ့ဒီ sign on လေးကို45ရက်လောက်ထားမယ်သို့မဟုတ်28ရက်လောက်ထားမယ်ဆိုရင်ပဲအကျွေးရှင်နဲ့နော်အကျွေးရည်သူနဲ့ပေးသူကြားမှာအဆင်ပြေစေပါတယ်ငွေရှာရတာလည်းဒီအကျွေးအတွက်ငွေရှာဖို့ဆိုရင်လည်းလွယ်ကူစေပါတယ်နောက်တစ်ခုကဘာလဲဆိုရင်တော့ဟင်းချက်တဲ့ပေါ့နော်အိုးပဲဖြစ်ဖြစ်ထမင်းအိုးပေါင်းအိုးပဲဖြစ်ဖြစ် အဲ့ဒီဟင်းကျက်တဲ့အိုးရဲ့ဖင်သို့မဟုတ်ထမင်းပေါင်းရဲ့ဖင်မှာဘာရေးရမလဲမီးသွေးကလေးတစ်ခဲနဲ့နော်မီးသွေးကအလွဲတကူထမင်းရောင်းတဲ့သူတွေစီမှာရှာလို့ရတယ်မွင်းကရောင်းတဲ့လူတွေလပိတ်ဆိုင်ဖွင့်တဲ့သူတွေစီမှာအလွဲတကူသွားတောင်းလို့ရှာလို့ရနိုင်ပါတယ်အဲ့တော့အဲ့မီးသွေးကလေးတစ်ခဲကိုနော်အဲ့သို့မဟုတ်မီးသွေးကကိုဆိုင်ဆိုင်မှာသွားဝယ်မယ်ဆိုရင်လည်းရပါတယ်ကိုလူသားတစ်ခဲတည်းပါအဲ့တော့မီးသွေးကလေးနဲ့နော်နော်အကျွေးကိစ္စတွေ နော်ခိတရက်ဆိုင်ပါစီအစင်ပြေပါစီစသဖြင့်မိသွေးကလေးနဲ့ဟင်းချက်တဲ့အိုးသို့မဟုတ်ထမင်းချက်တဲ့အိုးရဲ့ဖင်မှာရေးပါအရေးပြီးသွားရင်ခက်ရည်ရွက်ကလေးနဲ့အဲ့ဒီအိုးဖင်မှာအိုးဖင်ကိုအသာလေးရိုက်ပြီးပါဘယ်ချိန်မှာလောက်ရမလဲဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့အချိန်မှာကိုကြိုက်တဲ့နေ့ရက်မလိုပါဘူးအဲ့တော့ကိုကြိုက်တဲ့နေ့ရက်လည်းမလိုဘူးအချိန်လည်းမလိုဘူးမြန်မြန်သာလုပ်ဖို့လိုပါတယ်ဒီဗီဒီယိုမှာမြင်တာနဲ့အဲ့တော့အဲ့ဒါအကျွေးရှင်နဲ့เนาะအကျွေးပေးသူရဲ့ းရှားမှာအပြင်းပြင်းအလန်းလန်းအဆင်ပြေနားလည်မှုရပြီးတော့ဟာလာအကျွေးဆက်မယ်ဆိုရင်ဆက်ဖို့ကိစ္စကိုကိုကျူးစားတဲ့ခါမှာမြန်မြန်အဲ့ဒီငွေရရရှိပြီးတော့မြန်မြန်ပြန်ဆက်နိုင်တဲ့အဲရေရာနီးတခုပါအဲ့တော့ဒါလေးကိုဒီတစ်ပတ်မှာကျွန်တော်တို့အကျွေးကိစ္စနဲ့ပတ်သက်လို့ဒါလေးကိုကျွန်တော်တို့လမ်းညွန်ပြောပြလိုက်ပါတယ်အဲ့တော့အကျွေးရှင်ပဲဖြစ်ဖြစ်เนาะအကျွေးပေးရမယ့်သူပဲဖြစ်ဖြစ်ဟာလာနှစ်ဦးနှစ်ဖက်အဆင်ပြေစိတ်ချမ်းသာပါစေလို့ဒီနေရာကနေဆန္ဒပြုဆုတောင်းပေး ဒီရတရားလေးလေးကိုလုံနိုင်ခြင်းလှုပ်ချင်းပြည့်လေအလွန်အမတန်အစွမ်းထက်ထူးခြားနိုင်ကြပါစေဗျာ။